မင်္ဂလာပါဒီလာ morality physically verbally mentally ကာယကံမှုဝစီကံမှုမနောကံမှုစတဲ့ဒီကံသုံးပါးကိုလုံခြုံအောင်စောင့်ထင်းခြင်းအကြောင်းတွေကမှ the five moral precepts နေ့စဉ်နေ့တိုင်းစောင့်ထင်းသင့်တဲ့ဒီကံ၅ပါးတွေကမှပါဏာတိပါဒ precepts abstaining from killing ပါဏာတိပါဒသိခာပုတ်ဆံရတိမှတ်ဖွေရများနဲ့ သူတို့မအသက်ကိုတတ်ချင်းမှရှောင်ကျင်ခြင်းပြုမှုတဲ့သူတွေရဲ့ရရှိတဲ့ benefits တွေပေါ့နော်ဒါ၄အကြောင်းကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ် The 5 moral precepts ငါးပါးသီလနဲ့ပတ်သက်တဲ့အကြောင်း observe the 5 precepts and benefits of abstaining from 5 precepts ငါးပါးသီလဆောက်တရားခြင်းအကျိုးငါးပါးသီလချိုးဖောက်ခြင်းကြောင့်ရရှိမဲ့အကျိုးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်။ငါးပါးသီလဆိုတာဗုဒ္ဓဘာသာဝင်တို့နေ့စဉ်နေ့တိုင်းဆောက်တည်ကြတဲ့သီလပဲဖြစ်တယ်။ပထမဦးဆုံးတော့ဒီထဲကပါဏာတိပါဒဆိုရဲပေါ့နော်။သူတစ်ပါးအသက်ကိုတတ်ခြင်းအကြောင်းနဲ့ပတ်သက်တာကိုပထမဦးဆုံးဒီနေ့မျှဝေမှာဖြစ်ပါတယ်။ Buddhism practices five moral precepts in daily life. ဘုရားဘာသာဝင်ဤနေ့စဉ်လိုက်နာရမယ်ဒီ၅ပါးသီလက၅ပါးသီလရှိတယ်။ Five moral precepts အဲ၅ပါးသီလကတော့ပဏာဏိပါတာ precepts abstaining from killing အဲသူတပါအတကူတချင်မရှောင်ကျင်ခြင်းအရိဏဒါနာ precepts abstaining from stealing သူတပါရေပေါ့နော်အဲ pisigo kuyujin ma shaujinjin kamitu abstaining from sexual misconduct kamagundu ma mayun sa phobyanjin ma shaujinjin mudawara Preserves abstaining from telling lines tudabago lingle lepat chin ma Preserves abstaining from taking intoxicants မူရီမီလီယိုစီရတ်တဲ့တည်ည်တည်ရဲ့တောက်စားခြင်းတို့မှာရှောင်ကျင်ခြင်းတို့ကတော့ဒီ၅ပါးသီလပဲဖြစ်တယ်5 factors of panatipata 5 factors panatipata အင်္ဂါ၅ပါးရှိတယ်အဲ့ဒါတွေကတော့ being a creature တတဝဖြစ်ခြင်း defined as a creature တတဝဟုသိမှတ်ခြင်း who wants to kill တက်လို့ခြင်း willingness to die သိစီလိုတဲ့စိတ်စေတနာရှိခြင်း now trying to make it died သိစီရန်ပြုလုပ်အားထုတ်ခြင်း now they died because of that effort အဲ့ဒီလိုအားထုတ်ပြုလုပ်အားထုတ်မှုကြောင့်သိခြင်းတို့ဟာဒီပဏတိပတ္တ၅ပါးဖြစ်တယ် အဲ့လိုအင်္ဂါ၅ပါးနဲ့ညီညွတ်ရင်ပါဏာတိပါတကာမပဋ္ဌာမြောက်ပြီးတည်လွတ်တဲ့အခါအပေပုံဘဝမှာကြာရောက်ရတယ်။အဲ့ဒီအင်္ဂါ၅ပါးအ ਨੇ တစ်ခုခုချွတ်တဲ့ရင်တော့ပါဏာတိပါတကံမထိုက်ဘူး။တတ်တိလို့မမြည်ပါဘူးတဲ့။ For instance, if one steps accidentally on insects and kills them, as one walks along the road one does not commit panati pada kama because this incidents happens unintentionally it is a demeritorious ဘောနော်ဥပမာအနေနဲ့လမ်းသွားရင်းနဲ့မတော်တဆပိုးကောင်ငယ်တွေကိုပရွက်စိတ်တွေစတာတွေကိုနင်းမိပြီးတော့တည်ခြင်းပနာတိပါဒကံမထိုက်တာတွေ့ရတယ် ဒါကတမင်ဟိုရည်ရွယ်ပြီးပြုလုပ်တာမဟုတ်မတော်တဆလမ်းသွားရင်းနဲ့တက်နေမိတာပေါ့နော်ဒါမျိုးဆိုရင်တော့ပဏာတိပါဒကံမထိုက်ဘူးလို့သိရပါတယ် For this action, although the perpetrator will not be reborn in miserable realms, he may suffer the evil consequences of his demeritorious action commensurately ဒီအင်္ဂါ၅ပါးနဲ့ပြည့်စုံမှပဲကမ္မပဋ္ဌမြောက်တယ်လို့ဆိုတာပါဒီအပေါ်မှာပြောခဲ့တဲ့ကမ္မပဋ္ဌ၅ပါးဖြစ်တယ်တတဝါဖြစ်ခြင်းတတဝါလို့တိမတ်ခြင်းတတ်လို့ခြင်းသိစေလို့ခြင်းစိတ်စေတနာရှိခြင်းပေါ့နော်သိစေလို့လဲစိတ်စေတနာရှိတာ တည်စီမှုပြုလုပ်အားထုတ်ခြင်းနော်အဲ့လိုပြုလို့အထုံမှုကြောင့်တည်ခြင်းလို့ဖြစ်တယ်ဒီအင်္ဂါ၅ပါးနဲ့ညီညွတ်မှာပဲပါဏာတိပါဒကမ္မပဋ္ဌမြောက်ပြီးတည်လို့တဲ့အခါအပေမှုအပေပုံရောက်တယ်လို့ဆိုတာပါဒီထဲကမှတဘာဝချွေရင်းခဲ့မယ်ဆိုရင်တော့ကံမြတာဖြစ်တယ်ကမ္မပဋ္ဌမမြောက်တာကြောင့်အပေမလားနိုင်ပြီမဲ့လေပေါ့နော်အကုသူဖြစ်တဲ့အတွက်မကောင်းကျိုးနဲ့ပတ်သက်လို့တော့အထိုက်လျောက် အကျိုးပေးတာကိုခံစားကြရမှာဖြစ်တယ်။ဒါကြောင့်မို့ပေါ့နော်။စိတ်နဲ့ပဲဖြစ်ဖြစ်ကာယကံကိုအားဖြင့်ပဲဖြစ်ဖြစ်ဝစီကံနှုတ်အားဖြင့်ပဲဖြစ်ဖြစ်မနောကံစိတ်နဲ့ပဲဖြစ်ဖြစ်သူတစ်ပါးရဲ့အသက်ကိုနော်တည်စီလူချင်းမရှိဘူးကတော့များစွာသတိချက်ရမှာဖြစ်တယ်။ဒီကံသုံးပါးကိုလုံးချုပ်အောင်စောင့်ထိန်းနိုင်မှလည်း တီလာကိုစောင့်ထိန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်းရှိမှမျှဝေခဲ့တာလေးတွေရှိပါတယ်။ဒါကြောင့်မို့ဒီကာယကံဝစီကံမနောကံအားဖြင့်သူတစ်ပါးရဲ့အသက်ကိုရန်ရှာပြုမှုခြင်းမဖြစ်နိုင်အောင်လို့တော့ကိုယ့်ရဲ့ဒီတီလာကိုစောင့်ထိန်ကြရမှာဖြစ်တယ်။ The offense of killing a living being. may be great or small depending on different situations ဒီပါဏတိပါဒကံချင်းတူပေမဲ့လည်းအခြေအနေကိုလိုက်ပြီးတော့အပြစ်ဖြစ်ပုံချင်းကမတူဘူးလို့လည်းမှတ်သားရတယ်အပြစ်ကြီးငယ်လည်းကွာခြားပါတယ်တတဝါအကြီးငယ်အကျင့်သီလဂုဏ်သိက္ခာကိုလိုက်ပြီးတော့လည်းအပြစ်အကြီးငယ်ခြားနာတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီပါဏတိပါဒကံဆိုတာကမကောင်းမှုဖြစ်တဲ့အတွက်ဒီကံကိုလုံခြုံအောင် with regard to animals naturally lacking in morality if the size of the animal is small the offense is small if the size of the animal is large the offense is great the

height concentration and great wisdom the offense is great လူစားတဲ့တတ္တဝါတွေကိုတတ်မိတဲ့အခါအကျင့်တီလနဲခဲ့ရင်တော့အပြစ်ငယ်ပြီးအကျင့်တီလစသည်ကြီးခဲ့ရင်တော့အပြစ်ကြီးတယ်လို့ဆိုရတယ်ခနာကူနဲ့တီလစတဲ့ဂုံတို့တူညီပေမဲ့လည်းစေတနာလုံးလအားနည်းရင်အပြစ်နည်းပြီးတော့စေတနာလုံးလအားကြီးရင်တော့အပြစ်ကြီးတယ်လို့လေ့လာမှတ်သားရပါတယ်ဒါပေမဲ့လည်း ဘလို့အရာပဲဖြစ်ဖြစ်ပေါ့နော်ဒီပဏာတိပါတကံကျူးလွန်မိတယ်ဆိုရင်တော့မကောင်းဘူးဆိုတာကိုသတိချက်ပြီးတော့နော်ပြောခဲ့သလိုပဲကာယကံဝစီကံမနောကံအပြင်သူတစ်ပါးအတက်ကိုနော်မကျူးလွန်မိဖို့သတိချက်ရမှာတော့မိမိရဲ့တာဝန်ဖြစ်တယ်ဆိုတာဒါကတော့မှတ်သားရမှာဖြစ်ပါတယ် a person who abstains from killing any living beings will be reborn after his death in a good destination either as human being or as a celestial being. If he is reborn as a man, he will possess good health, longevity, etc. သူတစ်ပါးရဲ့အသက်ကိုမသက်ချင်းသူ့အသက်သက်ချင်းမှရှောင်ကျင်တဲ့ကုသိုလ်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာလူပြည်နဲ့ပြည်မှာ ုက္ကฤဘဝကိုရောက်ရတယ်လူဖြစ်တဲ့အခါမှာလည်းအနာရောဂါတွေကင်းပြီးတော့အသက်ရှိခြင်းစရာတွေနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရပါတယ် All living beings are afraid of death. Everyone should refrain from torturing and killing others by being concentrated to them. သရှိတတဝရိုင်းဟာတရားမှောက်ကိုကြောက်တတ်တာကြောင့်ဒါကြောင့် everyone လူပုဂ္ဂိုလ်တိုင်းဟာမိမိကိုယ်နဲ့နှိုင်းရှင်းပြီးညှင်းဆဲတက်ဖြတ်ခြင်းပေါ့နော်သူတစ်ပါးကိုညှင်းဆဲတက်ဖြတ်ခြင်းမှာရှောင်ကျင်ကြရမှာဖြစ်တယ် In this light, the benefits of abstaining from, from killing. သူတို့ဘာအသက်ကိုတတ်ခြင်းမှာရှောင်ကျင်တဲ့အခါမှာ One who abstains from killing others will enjoy the following benefits. သူတို့ဘာတက်ကိုတက်ဖြတ်ခြင်းမှာရှောင်ကျင်တဲ့ပုဂ္ဂိုလ်ဟာဆိုလို့ရှိရင်ဒီကောင်းကျူးတရားအချက်တွေခံစားရမှာဖြစ်တယ် Firstly he has no physical deformities and difficulties. နော်ခနာကူမမျက်စိလေး နာနာเนาะအင်္ဂါတွေခြေလက်အင်္ဂါတွေပြည့်စုံတဲ့သူဖြစ်မယ်လို့ဆိုတာပါ and then he has good complexion in his future existences เนาะဒီဖြစ်လျာဘဝမှာဆိုလို့ရှိရင်လည်းเนาะလှလပပမညူးမနွမ်းမဲ့နဲ့ပေါ့เนาะအသားအရေကြီးကောင်းခြင်းเนาะကောင်းခြင်း၅ပြအဖျားပြားနဲ့ပြည့်စုံမယ်ဆိုတာမျိုးပေါ့เนาะ he is fit strong quick and active ကျမ်းမာတန်ဆွမ်းမယ် တမမယ်လိမြန်မယ်ဖျက်လက်မယ်နော်အမြဲတမ်းပဲတက်တက်ကြွကြွခွန်အားအပြည့်ရှိမယ်လို့ဆိုတာပါ he is brave when confronted with danger andre ri နဲ့ဂျုံလာရင်တောင်မှအဲ့ andre ကိုတွန်းလှန်နိုင်စွမ်းနဲ့ရဲစွမ်းတတ္တိတွေနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်မယ် he never gets killed by others သူတစ်ပါးကကိုယ့်အသက်ကိုတောင်မှနော်တက်ဖြတ်ခြင်းမှလည်းကင်းဝေးမယ်ဘယ်တော့မှကိုယ့်အသက်ကိုအန္တရာယ်မပြုနိုင်ဘူး he is free from diseases အဲအနာယောဂါတွေကင်းမယ်ယောဂဝေဒနာတွေမရှိဘူးပေါ့နော်။ကျမ်းမာတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာပါ။ He has a large number of followers and so on. သူမှနောက်လိုက်နှစ်ပါအချမ်းအရန်တွေလည်းပေါများမယ်။အမြဲတမ်းကောင်းမွန်တဲ့အရာတွေပဲပြည့်စုံမယ်။ကောင်းကျိုးတရားတွေပဲခံစားရမယ်လို့ဆိုတာပါ။ဒီနေ့မျှဝေပေးခဲ့တာလေးကတော့ပထမဦးဆုံးဖြစ်တဲ့ဒီပဏတိပါဒကံနဲ့ပတ်သက်တဲ့ပေါ့နော်။ ပဏတိပါဒဆိုင်ရာတိခါပုတ်နဲ့ပတ်သက်တဲ့ဆောင်းရန်ရှောင်းရန်ပြုလုပ်ရင်ဘယ်လိုခံစားရမလဲမပြုတဲ့အခါမှာရရှိတဲ့အကျိုးတရားတွေနဲ့ပတ်သက်တာလေးတွေကိုမျှဝေပြီးတာပါအလုံးလဲဒါတွေကသိကြပြီးသားဖြစ်ပါတယ်ဒီမျှဝေပြီးတဲ့ဟာလေးကိုနားထောင်လိုက်ရင်တော့ပုံမူပြီးတော့သတိချက်ပြီးတော့ကောင်းမွန်တဲ့ဘက်ကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ယုံကြည်ပါတယ်ဒါကြောင့်ဒီမျှဝေပြီးတာလေးတွေကိုအဲနားထောင်ပြီးတော့မှ လိုက်နာကြမယ်ဆိုရင်တော့အလုံးအဆက်ဆက်ရအဆင်ပြေပြီးတော့ကွန်ပျူတာတွေခန်းစားရမှာဖြစ်ပါတယ်ဒီနေ့တော့ဒီမှာပဲမျှဝေမှုလေးခိတရန်နာပါမယ်နောက်နေ့မှဂျန်နာလေးဆက်လက်မျှဝေပါမယ်